်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်နဲ့ထိုင်းစစ်တပ်မှကြားဖြတ်ရုံတွေကိုစတင်ပစ်ခတ်ပုံကျဲနေတဲ့ဆွေးနွေးသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆေးအုပ်စုနှင့်ကရင်အမျိုးသားတပ်မကလက်အောက်ခံတပ်များအကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေရမှာလက်နက်ကြီးများထိုင်းဘက်ခြမ်းသို့ကျရောက်လာသည်ဟုထိုင်းစစ်တပ်ဘက်မှအတည်ပြုခဲ့ပါတယ် နိုဝင်ဘာ22ရက်ည7:00နာရီခန့်တွင်အမျိုးအမည်မသိရသောလက်နက်ကြီးကြီးတဲ့တောင်မဲဆောက်ခရိုင်အတွင်ချေးရွာတရွာရှိဟင်းသီးဟင်းရွက်စိုက်ခင်းထဲခြားရောက်လာပါတယ်။ထိခိုက်ဒဏ်ရာရရှိမှုမရှိတော့လဲအိမ်နှင့်ကားတစီးအနေငယ်ထိခိုက်ပျက်စီးသွားသည်ဟုသိရပါတယ်။ထိုင်းဘက်မှအထုတ်ချအာနာကိုခောက်ခွေရနှင့်ပြည်သူများဘေးကင်းလုံခြုံရေးကိုစိတ်ချရစေရန်အတွက်နှစ်ဖက်တီတွဲမှုဆိုင်ရာစည်းမျဉ်းများနှင့်အညီထိုင်းစစ်တပ်က9မိနစ်အတွင်း120မမဖြစ်နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေသည့်ကြားရှိကွင်းပြင်သို့ချိန်ရွယ်ပြီးတရိပ်ပေးပစ်ခတ်ခဲ့သည်ဟုသိရပါသည် ထိုင်းစစ်တပ်ဘက်မှခြေနေများကိုမျက်ခြေမပြတ်ဆက်လက်စောင့်ကြည့်နေသည်ဟု straight line သတင်းတွင်ပါရှိခဲ့ပါသည်။ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်တွင်လည်းစစ်အုပ်စုတပ်များနှင့် ARSA တို့ပူးပေါင်းပြီးအရကတ်တပ်တော်နှင့်တိုက်ပွဲများဖြစ်ပွားနေ၍နေဆက်တလျှောက်မိုင်းပေါက်ကွဲမှုများလမ်းတွဲဝင်လာသောကြီးများပင်လယ်ပြင်တွင်ရေလုတ်သားများအဖမ်းခံရခြင်းများကြောက်လန့်တကြားထွက်ပြေးလာနေသောရိုဟင်ဂျာများတံရရရွေ့စေဝါကုသရန်ရောက်လာသောလက်နက်ကိုင်များသည်နေစဉ်လိုဖြစ်ပွားနေသည့်ဘင်္ဂလားဒေ့ရှ်ဘက်မှတာဝန်ရှိသူများကပြောကြားလေသတင်းတွင်ပါရှိလာခဲ့ပါသည် မြဝတီရှိ online ငွေလိမ်ကမ်းများနှင့်ပတ်သက်၍ writer သတင်းဌာနမှသတင်းရင်းမြစ်နှစ်ခုအားကိုးကားဖော်ပြရာတွင်စေအုပ်စုဘက်မှတာဝန်ရှိသူများက BGF နှင့်တွေ့ဆုံပြီးအဆိုပါခိုင်းများကိုမဖြစ်မနေဖြုတ်ခွဲရန်ပြောခဲ့သည်ဟုဆိုပါသည်။အမေရိကန်အဖွဲ့မှမိမိတို့ပိုင်နယ်အတွင်းဝင်ရောက်ပြီးစုံစမ်းစစ်ဆေးမှုများပြုလုပ်လာမည်အရေးကိုအဖြစ်ခံ၍မဖြစ်ဟုစစ်ဘက်ရရှိများက BGF ကိုပြောခဲ့ပါသည်။မိမိတို့ပြည်ထနာကိုမိမိတို့ဖာသာဖြည့်ရှင်းရမည်ဟုလည်းဆိုပါတယ်။ထို့အမိန်သည်၎င်းတို့ဆရာသမားဖြစ်သူ မင်းအောင်လှိုင်ထံမှညွှန်ကြားချက်ဖြစ်သည်ဟုနိုဝင်ဘာ16ရက်နေ့တွေ့ဆုံရာတွင်တတိပေးခဲ့ခြင်းဖြစ်ပါသည်။အွန်လိုင်းငွေလိမ်ကိုင်းများကြောင့်နိုင်ငံတကာတွင်တိုင်းပြည်ဤခုံတိတ်ခါအကြီးအကျယ်ထိခိုက်ခဲ့သည်ဟုဖန်အန်တွင်စစ်ဘက်အရာရှိများနှင့်တွေ့ဆုံရာတွင် ပြောခဲ့ပါသည်။၎င်းစကားကိုကြားရသူအပေါင်းအဖို့အခုမှအိယာကနိုးလာခြင်းပြီလို့ဟုတွင်းနေကြမည်လည်းဖြစ်ပါတယ်။ထိုစကားများမှလူများတစ်ဖက်နိုင်ငံသို့ထွက်ပြေးနေကြောင်း ထွက်ပြေးသူများကိုတတ်ဆိုင်ရာနိုင်ငံများမှလေယာဉ်နှင့်လွှတ်၍ခေါ်ထုတ်ကြနေအော်အော်တောင်းနှင်းဖြစ်နေကြချိန်တွင်စေအုပ်စုဘက်မှ၎င်းတို့နှင့်မဆိုင်သည့်အလားတုတ်တုတ်မြမလုပ်ဖိအမေရိကန်မှ strike ဖို့ဖွဲ့လိုက်ပြီးဆိုသောသတင်းထွက်လာမှမင်းအောင်လိုက်သည်တမျောတော်ပါဖြင့်ရောက်လာပြီးနှိမ့်နှင်းရမည်ဟုပြောလာခြင်းဖြစ်ပါသည်ရွှေကောက်ပွဲမထိုင်မီပြက်ပြက်သားသားနှိမ့်နှင်းရမည်ဟုလည်းပြောကြောင်းအဆိုပါသတင်းရင့်မြစ်ကပြောပါသည်၎င်း၏လို့ရကြောင်းအဆိုပါရဇဝတ်ခိုင်းများနှင့်စစ်ဖက်ပါဝင်ဖက်သက်နေမှုအပေါ်နိုင်ငံတကာမှသံတရာများကြီးထွားလာခြင်းသည်လည်းဖြစ်ပါသည် နိုဝင်ဘာ22ရက်တွင်တော့စီအိုစု၏မီဒီယာများမှ BGF နှင့်ပူပေါင်းစစ်စီရေးတွင်အစာအုပ်ပေါင်း180ကိုဖြိုဖျက်ခဲ့ပြီးနိုင်ငံခြားသားတထောင်ကျော်ကိုထိမ့်သိမ်းခဲ့ကြောင်းကွန်ပျူတာအလုံးပေါင်း2653လုံးမိုဘိုင်းဖုန်း2150ကိုတင်စီရမိခဲ့သည့်ဟုသတင်းထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းများနှိမ့်နေရေးကမ္ဘာလုံးဆိုင်ရာပနမအစီအစဉ်၏အကြီးတန်းကျွမ်းကျင်သူဂျေဆင်တာဝါကအမေရိကန်၏ အေဂျင်စီပေါင်းစုံပါဝင်သောလိမ်လည်မှုစင်တာထိုးစစ်ဆင်အဖွဲ့ Scan Center Strike ဖို့ဖွဲ့စည်းလိုက်ပြီးဟုကြေညာခြင်းသည် အခြေအနေကိုလုံးဝပြောင်းလဲပြည်မိအရာ gain changer ဖြစ်သွားသည်ဟုလည်းပြောကြားခဲ့ပါသည် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံစလုံးကတွန်းတွန်းတိုက်တိုက်လှုပ်လာ၍စေအိုစုနှင့် PGF တို့အကြက်ရိုက်သွားခဲ့သည်ဟုလည်းဆိုပါတယ်။ယခုအခါနိုင်ငံတကာအတိုက်ဝန်မှအွန်လိုင်းငွေလိမ်ခိုင်းများသည်ကမ္ဘာ့လုံခြုံရေးကိုချိန်ချောက်လာနိုင်မှုအဖြစ်သဘောထားလာပြီးစူပေါင်းဖြည့်ရှင်းရန်ကြိုးပမ်းလာနေသည့်အဖြစ်ကိုစေအိုစုမှတနည်းတစ်ခြားရှင်းလင်းစွာသဘောပေါက်လာနေသည်ဟုလည်းပြောခဲ့ပါတယ်။ပြည်သူတို့ဤတရားသောစစ်မုတ်ချအောင်ရမည်။ဆလပီမန္တလေးမြင်းချမ်းနယ်ကမ္ဘလူမျိုးတို့တွင်လူငယ်30ထက်မနည်းပေါ်တာဆွဲဖက်စီခံရပြီးစစ်ဘူရန်တင်နန်းချောင်းအဖို့ခံရ လူငယ်များကိုပြန်လွတ်ပေးညီဟုဆိုကစစ်တပ်ကငွေလိမ်တောင်းမှုများနဲ့အကြီးအကျယ်ဖြစ်နေတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မန္တလေးမြင်းချမ်းကံဘလူမျိုးတို့တွင်လူငယ်30ထဲမှနေပေါ်တာဆွေဖန်စီခံရပြီးစစ်မှုရန်တင်းနှံချအဖို့ခလာရကြောင်းရှင်းတော့ဖန်စီခံလူငယ်များကိုပြန်လွတ်ပေးညီဟုဆိုကစစ်တပ်ကငွေလိမ်တောင်းမှုများနဲ့အကြီးအကျယ်ဖြစ်ပေါ်နေကြောင်းဖန်စီခံလူငယ်များ၏မိသားစုဝင်များနှင့်ဒေသတရင်ချင်းမြစ်ကတရင်ဌာနကိုပြောပါတယ်။ နိုဝင်ဘာလ19ရက်နေ့ည8:00နာရီခန့်အချိန်မန္တလေးတိုင်းမန္တလေးမြို့တတအူလန်းဆောင်တွင်အလုံးမပြန်လာသည့်လူငယ်လေးဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းစစ်မှုရအဖြစ်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်လေးဦးမှာအသက်20ဝန်းကျင်ရှိပြီးမိသားစုများနဲ့ဖမ်းဆီးခံလူငယ်များအဆက်အသွယ်ပြတ်တောက်နေကြောင်းဒေသတရင်ရင်းမြစ် Voice of Mandalay မှတာဝန်ရှိသူတဦးကသတင်းဌာနကိုပြောပါရယ်စစ်ခွေးဖမ်းဆီးထားတဲ့လူငယ်လေးဦးကိုစစ်ခွေးတွေကမှန်လုံကားအဖြစ်နဲ့ဖမ်းထားတယ်ပြောတယ် စစ်ကွေးတွေဖမ်းဆီးသွားတဲ့လူငယ်တွေအသက်တွေက20ကျော်လေးတွေပဲဟု Vice of Mandalay မှတာဝန်ရှိသူတဦးကပြောဆိုပါတယ်ထို့တူမန္တလေးတိုင်းမြင်းချမ်းမြို့ပေါ်ရှိရော့ကွက်များတွင်လည်းစစ်တပ်က၂ရက်ဆက်တိုက်လူငယ်၆ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ10ရက်နေ့နဲ့17ရက်နေ့တို့တွင်မြင်းချမ်းမြို့ပေါ်ရှိရက်ွက်ထဲကိုဖွေရောက်ပြီးလူငယ်၆ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါတယ်စစ်ခွေးတွေကဖွေရောက်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတာ၂ရက်ဆက်တိုက်မှာရက်ွက်ထဲကလူငယ်၆ဦးလောက်ပါသွားတယ်ဟုဒေသတရင်ရင်းမြစ်ကသတင်းဌာနကပြောကြားပါတယ် အလားတူစကိုင်းတိုင်းကပ်ဘလူမျိုးတွေရှိအကြံဖက်စစ်ကောင်စီအထိုင်စခန်းများတွင်ပေါ်တာဆွဲဖမ်းဆီးခံရသည့်လူငယ်များ၏မိသားစုများထံသို့အကြံဖက်စစ်သားများနှင့်ပြူစောတီးခေါင်းဆောင်တို့ကလွတ်ပေးမည်ဟုပြော၍ငွေလိမ်တောင်းခံနေကြောင်းကျွန်းလကပ်ဘလူတက်ကြွလှုပ်ရှားသူများအပွဲကပ်ဘလူခရိုင်မှတာဝန်ရှိသူကတရင်ဌာနကိုပြောကြားပါသည်နိုဝင်ဘာလ23ရက်နေ့ပေါ်တာဆွဲဖန်းစည်းခံရမှထွက်ပြေးလွတ်မြောက်လာသည့်လူငယ်ဤမိသားစုဝင်ထံသို့လေအကြံဖက်စစ်တပ်ကဆက်သွယ်၍ငွေကြေးတောင်းခံခဲ့၍မိသားစုဝင်များက ငွေ9သိန်းပို့ခဲ့တော့လေပြန်လွတ်ပေးခြင်းမရှိဘဲကိုယ်တိုင်ထွက်ပြေးခဲ့ရကြောင်းသိရပါတယ်။ထို့ပြင်ကျွန်းလာမျိုးအဝင်အချုပ်ခန်းတွင်ဖမ်းဆီးခံရရမှလွတ်မြောက်ထွက်ပြေးလာသည့်လူငယ်ဤမိသားစုဝင်များထံမှလည်းငွေချေးလိမ်လည်းတောင်းခံ၍မိသားစုကငွေသိန်း30နီးပါးစစ်တပ်နှင့်ပြူစောတီထံသို့လွှဲပေးခဲ့ရကြောင်းထွက်ပြေးလွတ်မြောက်လာသောလူငယ်တအုပ်ကပြောဆိုပါတယ်။ရှေ့တန်းမလိုက်ရဘူး။ရွှေဘိုအချုပ်ထောင်မှရှိတယ်။လွတ်စေခြင်းရေငွေလွှဲဆိုလို့လွှဲပေးရတာစုစုပေါင်း30ရှိပါတယ်။ ကျွန်တော်တို့ကိုဖမ်းထားတာသူတို့ပဲရှိတာမှတ်ပုံတင်တဲ့ဖုန်းကအစားသူတို့သိမ်းထားတာဆိုတော့မိသားစုဖုန်းနံပါတ်တွေယူပြီးဆက်သွယ်ငွေညစ်တာတွေကိုအစီအစဉ်တကျလောက်တာလို့ထင်တာပဲကျွန်တော်တို့လည်းအိမ်ကလှမ်းပြောလို့သာတည်ရတာမလွတ်တဲ့သူတွေရဲ့မိသားစုဝင်တိုင်းလဲကျွန်တော်တို့မိသားစုတွေလို့ငွေညစ်ခံရမှတည်ကြတယ် မိသားစုဝင်တွေကတော့ဖို့မရဓမ္မအစုံမိအေးနှခါနာဖြစ်တာပေါ်ပြဟုပေါ်တာဆွဲဖန်းစီခံရပြီးကျွန်းလာမျိုးအဝင်းအချုပ်ခမ်းမှထွက်ပြေးလွမြောက်လာသည်လူငယ်တအူးကပြောဆိုပါရယ်အကြံဖတ်စစ်တပ်သည်ကံမလူနှင့်အတွင်ရွှေဘုံမြကြီးနာပြူဟာလန်ကျော်ရှိဖြတ်တန်းသွားလာသူမှန်သမျှကိုပေါ်တာဆွဲဖန်းစီနေခြင်းဖြစ်ပြီးဖန်းစီခံရသူများ၏ဖုံးများမှတဆင်မိသားစုဝင်များထံဆက်သွယ်ငွေညှစ်နေခြင်းဖြစ်ပါရယ် ထို့ကြောင့်ပြည်သူများအနေဖြင့်အကြံဖတ်စစ်ကောင်စီတပ်နှင့်ပြူစောထီးများအလို့ကြောင့်တောင်းခံလာသည့်ငွေကြေးများကိုယုံကြည်ကိုးစား၍လွှဲမပေးမိကြရန်လဲကျွန်းလာကံဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကံဘလူခရိုင်ကတိုက်တွန်းထားပါသည်။ဆက်လက်ပြီးကြန့်ခိုင်ရေးကိုယ်စားလှယ်တွေကိုယုံကြည်နိုင်တဲ့တန်တရားဖြစ်စရာမရှိဘူးဟုအာဏာသိမ်းစစ်တပ်ဗိုလ်ချုပ်များဖြင့်ဖွဲ့စည်းထားသည့်ကြန့်ခိုင်ရေးပါတီပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။အာဏာသိမ်းစစ်တပ်ကစီစဉ်ပြုလုပ်တဲ့အတူရောင်ရွေးကောက်ပွဲအတွက် မဲဆွဲစည်းရုံးရမှာပြည်သူ့ရဲ့အနေနဲ့ကြံခိုင်ရေးပါတီရဲ့ကိုယ်စားလှယ်တွေကိုတန်တရားမဖြစ်ပဲယုံကြည်နိုင်တယ်လို့ပြောပွဲမြို့နယ်မှာဝင်ရောက်ရှင်းပြမယ်ကြံခိုင်ရေးအထွေထွေအတွင်ရေးမှုဦးတောင်အေးကပြောခဲ့ပါတယ်တန်တရားဖြစ်စရာမလိုဘူးလို့ပြောနေတဲ့ကြံခိုင်ရေးပါတီ USDP ဟာပြည်သူ့ရဲ့မုံတီးတဲ့အာဏာသိမ်းစစ်တပ်ကစစ်ဘုံချုပ်တွေများစွာနဲ့ဖွဲ့စည်းထားတဲ့စစ်တပ်လက်အောက်ခံပါတီတစ်ခုဖြစ်နေပါတယ်ကျွန်တော်တို့ချမှတ်ထားတဲ့ပြည်သူတွေအတွက်ရေးဆွဲထားတဲ့ခရီးကဘုတ်လုပ်ငန်းစဉ်တွေကိုအကောင့်ထည့်ဖော်နိုင်ဖို့ဖော်နိုင်တဲ့သူတွေကိုပဲကိုယ်စားလှယ်အဖြစ်နဲ့ရွေးထားတယ်လို့ကျွန်တော်တို့ပြောချင်တာ ဒီကိုဇလက်တွေဟာတာမန်မဟုတ်ဘူးတိုင်းနဲ့ပြည်နယ်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်တိုင်းဒေသကြီးလွတ်တော်အကုန်လုံးမှအဲ့ဒီလိုစံထားပြီးတော့ရွေးထားတာဖြစ်တယ်လို့ကျွန်တော်တို့မိဘပြည်သူတွေကိုအသိပေးချင်ပါတယ်ဒီကိုဇလက်တွေကိုယုံယုံကြည်ကြည်တာဝန်ပေးအပ်နိုင်တယ်တန်တရာရှိစရာမလိုဘူးလို့ USDP အထွေထွေအထွေရေးမှုဦးတောင်အေးကဆိုပါတယ်ပြော်ဝယ်မြို့နယ်မှာပြည်သူတွေနဲ့တွေ့ဆုံပြီးမဲဆွယ်စည်းရုံးရမှာ ဦးတောင်အေကအခုလိုပြောဆိုခဲ့တာဖြစ်ပြီးအာနာသိန်းအကြံဖတ်စစ်တပ်လက်အောက်ကနေဆင်းသက်လာတဲ့သူတို့ပါတီဟာကျွမ်းကျင်တဲ့ပညာရှင်တွေကိုအစင်းစင်စီစစ်ကကိုယ်စလဲလောင်းတွေအဖြစ်ရွေးထားတယ်လို့ပြောခဲ့ပါတယ်။ခမရတို့ကျင်ညာစာတန်းကြီးကဟုတ်ပြီအဲ့ဒါကိုဘသူကအကောင့်ထဲပုံမှာလဲနိုင်ငံသားသားတွေခေါ်ပြီးအကောင့်ထဲပုံမှာလားဘာလားညာလားလားစရာရှိတယ်။ကျွန်တော်တို့ကအဲ့ဒီလိုမဟုတ်ဘူးလို့ဆိုပါတယ်။စစ်တပ်ရဲ့အတူရောက်ရွေးကောက်ပွဲမှာစစ်တပ်လက်အောက်ခံကြန့်ခိုင်ရေးပါတီက ကိုယ်စားလှယ်အများဆုံးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးတချို့မဲဆန္ဒနယ်တွေမှာအကြောင်းကြောင်းကြောင်းစံခိုင်ရေးပါတီကပြိုင်ဘက်မရှိဘဲရွေးကောက်ပွဲမဆခင်အနိုင်ရနိုင်မှုအပေါ်ဝေဖန်မှုတွေလည်းရှိနေပါတယ်။ရှင်မိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။